ခကတယောက်ရှိတယ်ရှောက်တယ်နောက်ထပ်ရှင်ဘုရားတို့သံဃာယနာတင်မှုလို့သေးလားဘုန်းကြီးတို့အနေနဲ့ကတော့စာပေဆုံးနေပြီဆိုသံဃာနာတင်စရာဘာမှမလိုဘူးဒါတွေကိုလေ့လာဖို့ပဲလိုတယ်နော်သံဃာယနာမတင်မနဲ့စာတွေကိုမလေ့လာပဲနဲ့ရှိတဲ့စာတွေကိုမဖတ်ပဲနဲ့ငွေကုန်ကြီးကြတဲ့သံဃာယနာတင်နေအောင်ပဲဆိုလို့ရှင်ဟိဘာကြိုးထူအောင်မှာတော့နော်အခုခေတ်က ရှင်တဲ့နှလုံးနဲ့ရောက်အောင်တရားဓမ္မကိုနာယူခြင်းအဓိကအတိညာဉ်နဲ့ရှင်နဲ့ရောက်အောင်ခေါင်းနဲ့ရောက်အောင်လုပ်ကြမှာဖြစ်မြန်မာလူမျိုးတွေကိုပိရိကစာပေဟာအပြည့်စုံရှိနေတယ်မြန်မာလူဘာသာပြန်ထားတာတွေအကုန်ရှိနေတယ်ဖတ်လို့ရပြီမြန်မာစကားလုံးနဲ့ဖတ်လို့ရနေပြီအဲ့ဓာတွေဖတ်ဖို့ပဲလိုတယ်ပေါ့အဲ့ဓာတွေမဖတ်ဘဲထားပြီးတော့တန်ခါရဏထတ်တင်အောင်မယ်ဆိုပါကြိုးရှိတယ် တုံရင်တုံရင်မယ်နေမှာပေါ့နော်အရေးကြီးတာမြတ်စွာဘုရားရဲ့အဆုံးအမတွေကဘယ်ပုဂ္ဂိုလ်တွေမှာတည်တုံးဆိုရင်ရှင်နဲ့နှလုံးနဲ့ရောက်သွားတဲ့ပုဂ္ဂိုလ်ပေါ်မှာတည်တယ်လို့ပြောစာတလုံးမှာရင်နဲ့မရောက်ဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာသူ့ရင်ထဲမှာမြတ်စွာဘုရားဟောတဲ့အဆုံးအမမရှိဘူးလို့ပဲပြောအဲ့တော့ တည်ရမဲ့စကလုံးนี่မတန်းတာယူပြီးလိုင်းနာရှင်သုံးဖို့ဒါအဓိကကြတယ်ပေါ့အဲ့တော့ပြန်မြူးအောင်ပြန်မြူးတဲ့နေတွေနဲ့ပြန်ပွားအောင်တင်းတင်းမြန်မြန်တက်သည့်နားလဲအောင်ဆောင်ရွက်ဖို့ပဲလိုမယ်လို့သူယူဆတယ်